သူအဲ့ဘက်မှာစိတ်ဝင်စားနေခါကြတော့ကောင်းတော့ဆိုရှင်သူအလုံးအလုံးမလုပ်ပါဘူးရှင်အာတခါကြရင်သူစိတ်မကြည်ကျွန်တော်ဝယ်ချစ်တာလေဟိုအစားတောက်လေးပဲညဘာပဲညအခုတော့အားပေးကြတယ်ချစ်ပြီးတော့ဝိုင်းပြီးတော့ဟိုပါပေါ့နော်အားပေးကြတယ်အဲ့လူတွေအားလုံးဝရတာကျွန်တော်ကိုကဲတင်ပေးလိုက်တာပါပဲလို့ပြောဆိုသူအဲ့မှာအဲ့မှာအဲ့မှာသူအလုံးထဲမှာအားလုံးတွေပျော်ဝင်နေသူအလုံးတွေအဆင်ပြေဆိုရှင်သူစိတ်တွေပျော်ရှင်တဲ့ခါကျတော့ကျွန်တော်စိတ်ချမ်းသာတယ်လေနောက်ဆိုသူအိမ်မှာနေပြီးတော့သူတခါကြရင်သူစိတ်လိုမကြရင်ရေးစရာကြီးကျွန်တော်ပဲရေးရတော့သူတပီတော့သူအရန်ချစ် ကိုပိုကဟိုသူကအလုတ်အမြင်သူအရင်တော့လည်းသူအမြင်အလုတ်လုပ်နေတာလေဒါကျွန်တော်တို့အဲဟိုဖုတ်မှုတွေဟိုမွေးခင်လောက်ထိကိုပေါ့နော်ဒါသူလမရင်ခင်လောက်ထိကိုသူဒါဆိုကိုပိုင်ဆိုင်ဖွင့်ပြီးတော့ ူဆိုင်ဖွင့်ပြီးတော့သူဒီအလှပြင်ဆိုင်ပေါ်တော့ဒါလှပြင်ဆိုင်နဲ့ဖွင့်ပြီးတော့သူလုတ်လာဆိုင်ဖွင့်ပြီးတော့လုတ်တာဆိုတော့ကျတော့အဲခုမှုနေဝေးကန်နေကြတော့လေဒါနည်းနည်းလာရင်လာတဲ့ခါကျတော့သူအလုံးမလုတ်ဖြစ်တော့ပေါ့နော်အမလုတ်ပြည့်နားတဲ့အချိန်ဆိုင်ပြီးတော့ရှော့ဆိုတဲ့ခါကျတော့ခုဆိုသမီးလေးကဆယ်လားကျော်ပါပြီပေါ့နော်အဲ့လိုမျိုးဆိုတော့သူကငိုတဲ့လုတ်ရမ်းလုတ်နေတဲ့လူပတ်စံရှာနေတဲ့လူကပတ်စံမရှာလို့ရှိရင်အလုံးမလုတ်ရရှင်သူကစိတ်ကပြောမှဆိုရှင် depression ဝင်လာအဲဒါစိတ်လူမကြတော့အဲ့လိုမျိုးတစ်ခုခုပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့ နော်သူကိုယ်ကအဲ့လိုမျိုးပေါ့နော်သူကလည်းအလုပ်လုပ်ချင်တဲ့ပတ်စံရှာချင်တဲ့စိတ်ကရှိနေခါကျအခုကအခုကကျတော့သူအပြည့်ထွက်လို့ပို့ကြတယ်တမီးလေးကဟိုလက်လို့မရသေးတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဒါဒီ online ပေါ်ကနေပြီးတော့ပဲဒါသူဟိုပါတော့သူ့ရဲ့ဟိုပါတော့သူမိတ်ဆွေတွေတငယ်ချင်းတွေသူ့ရဲ့အမျိုးတွေကနေပြီးတော့ဒါမှသူဟိုကြောင်းနဲ့အစားအစားတောက်လေးပေါ့နော်အစားအစားလေးအစားတောက်လေးဆိုလို့ရှိရင်တော့ဒါသူစိတ်ချစိတ်စိတ်လဲစိတ်ချရတယ်တကယ်လဲကောသူတို့ကြောင့်အဓိကတော့အဲသူအခုဆိုသူဟင်းနေရောင်းတယ်ပေါ့ဟင်းနေရောင်းဆိုသူကကရင်ကရင်ချက်လေးပေါ့အဲအဲ့လိုမျိုးဆိုတဲ့ခါကျတော့ကြိုက်ကြတယ် တကယ်ဆိုချက်တာလည်းသူတို့ကရင်ကြလေးပဲချက်တာအဲလိုဆိုတော့ဒီဒီနိုင်ငံသားတွေကပါအစကုန်လှမ်းပြောမှားကြတဲ့ခါကျတော့မှငရှင်ဟင်းတို့အဲဟိုအမဲအမဲသားတို့ဘဇွန်ဘဇွန်ဘဇွန်ကြောက်ဘဇွန်ကြောက်ကလည်းပါတယ်ဘဇွန်ကြောက်ကကြောက်သူတို့အဲသူတို့ဟိုပုဂ္ဂိုလ်တို့ရွာထွက်တဲ့ဘဇွန်ကြောက်ပေါ့နော်ဒါမြစ်ဘဇွန်ကြောက်ဆိုတဲ့ခါကျတော့ဟိုသူက ဟောပေါ့အဲအရသာအရသာလည်းရှိတယ်။နောက်ငံလည်းမငံဘူးသွေးမတို့အဲကောင်းတယ်ပေါ့နော်။အဲအဲ့လိုမျိုးပေါ့။ဒါကြောင်ကြာဝင်တာပေါ့နော်။အဲ့လိုမျိုးပေါ့။အဲသူ့ရဲ့ဒါသူ့ရဲ့ဟိုပတ်သက်ပတ်သက်ကြောင်းလည်းဘုသူဆက်ဆက်တယ်ပေါ့နော်။စိတ်ချရတဲ့အစားအစားတော့ဆိုအဓိကကကျမ်းမကျမ်းမရဲ့အတွက်ကောင်းမွန်ဖို့လက်ဆက်တန်ရှင်းဖို့အဲနောက်ပြီးတော့စိတ်ချဖို့လို့ပေါ့နော်။အဲအဲ့အတွက်ကြောင့်မို့လို့အဲသူနဲ့စိတ်ချတဲ့အဲ့လိုမျိုးပေါ့နော်။ဒါချက်ပြုတ်ပြီးတော့အားလေသူသူက ဒီ online နေပြီးတော့ပဲပေါ့နော်။သူကသူက online ကျတော့လွယ်တယ်ဗျ။အာဖုန်းတစ်လုံးနဲ့ပဲ gain ပြီးတော့ဒါသူကအကုန်လုံးသွားသွား order ကောက်လို့ရတယ်။လို့ရဟိုဘက်ကဘာ order ရှိတယ်ပေါ့လို့ရှိတယ်ပို့ပေးလိုက်ဆိုတော့ဖုန်းတစ်လုံးလုတ်ပေးလိုက်အောင်မယ်ဆိုတဲ့အခါကျတော့အဆင်ပြေအိုးမကောင်အိမ်ကသူပြေနားမှာရှိပြီးတော့အလုပ်လုပ်ရတဲ့အခါကျတော့အဆင်ပြေတာပေါ့နော်။အဲအဲအဲ့အတွက်ကြောင့်မလို့သူကလည်းအဲ့အလုပ်လေးကိုလုတ်လုတ်ဖြစ်နေတာပေါ့။ကျွန်တော်လည်းဒါသာသူသူလည်းဝါသနာပါတယ်သူလည်းအလုပ်လုပ်ရှင်နေဆိုတဲ့အခါကျတော့လွတ်ပေးလိုက်တာပေါ့နော်။ဘာလို့ အဲ့ဒါအဲ့ဒါ तू အဲ့ပုံမှာစိတ်ဝင်စားနေတဲ့ခါကြောက်လေကောင်းဟုတ်ဆိုရှင် तू အလုံးအလုံးမလို့ရအောင်ရှင်အဲတခါကြောက်ရင် तू စိတ်မြင်ကျွန်တော်ပဲရှင်းတာလေအဲ့လိုမျိုးဆိုအခုကျတော့အဲ तू လည်းအကုန်လုံးချစ်ကြတယ်အဲ့တော့လေကျွန်တော်ကဒီရနေပြောတဲ့စင်ကျေးဇူးတင်ကြောင်းပြောချင်ပါဘာလို့ဆို तू तू ဘာလေးပဲရင်းရောင်းအဲအစားတောက်လေးပဲရင်းဘာပဲရင်းရောင်းအကုန်လုံးကအားပေးကြတယ်ချစ်ပြီးတော့ဝိုင်းပြီးတော့ဟိုပါတော့အားပေးကြတယ်ချစ်ခင်ပေးကြတယ် အဲနောက်ပြီးတော့အဲသူမလည်းအစားတောက်ဆိုစားအစားဆိုဆရုပ်ကောင်းလို့အာနောက်ထပ်ထပ်มาပြီးပါအောင်ဘယ်စုံကြောင့်လဲဆိုကြနောက်ထပ်တပိတ်သားနှစ်ပိတ်သားအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဝိုင်းပြီးတော့အားပေးကြတယ်ပေါ့နော် အခုတည်းအခုမှလည်းအိမ်တွေရောင်းနေပြန်ပြီကွန်ဒိုတွေအိမ်တွေသူအခုရောင်းနေပြန်ပြီအဲ့ဒါလည်းအဲ့လိုပဲအဲ့လိုပဲသူတို့ဒီဟာဆက်သွယ်ပြီးတော့ပေါ့နော်အာချစ်လို့ဆိုပြီးတော့အာဟိုစိတ်ဝင်စားကြတယ်အဲ့လိုမျိုးလာပြီးတော့လာအပ်ကြတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ဒီအတွက်ကိုလည်းဒါ ကျေးဇူးတင်ပါတယ်လို့အဲ့အဲ့အဲ့လူတွေအားလုံးအားရတာကျွန်တော်ကိုကဲတင်ပေးလိုက်တာပါပဲလို့ဘာလို့ဆိုတော့ तू အဲ့မှာအဲ့မှာအဲ့မှာ तू အလုပ်ထဲမှာအားလုံးတွေပျော်ဝင်နေ तू အလုပ်တွေအဆင်ပြေလို့ရှိရင် तू စိတ်တွေပျော်ရွှင်တဲ့ခါကျကျွန်တော်စိတ်ချမ်းသာတယ်လေနောက်ဆိုရင် तू အိမ်မှာနေရတော့ तू တစ်ခါကျရင် तू စိတ်လိုမကြရင်ရေးစရာကြီးကျွန်တော်ပဲရေးရတော့ तू တမိတော့ तू အရန်ချက်အဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်ပဲရေးရတော့အခုကျွန်တော် ယ်တင်ပေးတာအတူတူပါပဲတို့အဲနောက်ပြီးတော့ကျေးဇူးတင်ဆောင်လည်းပြောချင်ပါတယ်ဟုတ်ကျွန်တော်တို့မိသားစုမှာဆိုရှင်အဖေနဲ့အမေနဲ့ဆိုရှင်တာဝန်ထမ်းနေပါဝန်ထမ်းဆိုတော့လင်းအောင်မရအောင်ညဆိုအလုပ်လုပ်ကြတယ်အဲဒါပြီးတော့ဟိုအင်နာတို့ကိုတီထောင်တီထောင်ကြတယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်ပြုပြုစုပြုထောင်လာခဲ့ပါအဲ့လိုပဲအခုကျွန်တော်တို့အခုဒီခေတ်မှာကြောက်လဲအဲ့လိုပဲ အဲဘုရင်ပြောကျွန်တော်တိ ਉ ဆောင်လို့ဆိုမယ်ကျွန်တော်ကလည်းအမြန်ဟိုကျွန်တော်ကအဲ့လိုမျိုးအရင်တိ ਉ ဆောင်ပါလေကျွန်တော်အရန်ကြီးလိုမျိုးလောက်တာမျိုးလည်းမဟုတ်ဘူးဗျာတိတယ်မှာကျွန်တော်ကိုယ်နဲ့တင့်တော်တဲ့ဇလန်းတွေကိုယ်နဲ့တင့်တော်တဲ့အဥ္စာမျိုးတွေပဲကျွန်တော်လုနည်းအလုပ်နည်းရွှေးတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဟိုဘဘွားကြောက်လေအဲ့လိုပဲသူကလည်းငကိုရဲကျွန်တော်နဲ့မတွေ့ခင်နေတာသူကအလုပ်လုပ်နေတာအလုပ်သူအလုပ်လုပ်လို့ပဲကျွန်တော်နဲ့တွေ့တာပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ကျွန်တော်သူကငကိုရဲအလုပ်လုပ်နေတဲ့ခါကျွန်တော်သူလည်းအလုပ်လုပ်မယ်ကျွန်တော်လည်းအလုပ်လုပ်မယ်နောက်ပြီးလို့ရှိရင် ကျွန်တော်တို့မိဘရဲ့ရှိရကျွေးဟောင်းတွေကျွန်တော်ဆန့်သူမိဘရဲ့ရှိရကျွေးဟောင်းဆန့်ရမယ်နောက်ပြီးတော့ကျွန်တော်တမီးတွေရှိရကျွေးတက်ချပေးရမယ်အဲ့လိုမျိုးဆိုတော့ကတော့သူတည်းလို့လို့ကိုယ်တည်းလို့လို့အလုတ်ဟုသမားကိုရှိစွာပဲအဲ့လိုပေါ့နော်အဲ့အဲ့အတွက်ကြောင့်အဲ့အတွက်ရလာတဲ့ငွေကြေးတွေနဲ့ကျွန်တော်တို့မိသားစုဘဝတွေလည်းပို့ပြီးပြည့်စုံထားနိုင်နိုင်မယ်ကျွန်တော်တို့အဓိကကျွန်တော်တမီးတွေတော့အနာဂတ်တော့ကိုလည်းကျွန်တော်အကောင်းဆုံးလုပ်ပေးနိုင်မှာပေါ့နော်အဲ့အတွေးခေါ်ပဲရှိရနောက်ပြီးတော့အဲကျွန်တော်စိတ်ထဲမှာတော့အဲ့လိုမျိုးမိမကိုအဲ့လိုမျိုးတလားပါးတွေထားလာပြီးတော့အလှကြည့်ပြီးတော့အဲ့လိုမျိုးဆိုတာမျိုးကတော့ အဲ့လိုမျိုးတော့ကျွန်တော်တို့တိတ်တော့မရှိပါဘူးအဓိကတော့ကျွန်တော်တို့ရတာကိုဇနီးမယားကိုချစ်လို့ကိုချစ်လို့ကိုမြင်လို့တာအိမ်တော်ပြုတ်ခဲ့ပြီနော်ဟိုသူအခုဆိုပုပ်ပုပ်ဆိုးရှိတာဒါသမီးလေးမွေးလာတဲ့အချိန်မှာကိုရင်ဆောင်တဲ့သမီးမွေးချိန်မှာဒါသူဆိုးရှိဘာပြောနည်းနည်းများတော့ဒါခန္ဓာကိုယ်ကပေါ့နော် body weight တက်လာတယ်နည်းနည်းပြည့်ဖြိုးလာတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လည်းအော် သူပိန်ဒီဖြစ်စီဝါဒီဖြစ်စီလှဒီဖြစ်စီအခုမလှလို့ပြောမဟုတ်ဘူးနော်သူလှဒီဖြစ်စီသူအလှပြင်နိုင်စီအလှမပြင်နိုင်ဖြစ်စီဘယ်လိုပဲဖြစ်ဒါကိုချစ်သူကိုဇနီးမရပဲနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကအာသူတို့ဘယ်လိုပဲဖြစ်ဒါကိုကသူတို့ချစ်တယ်မြန်လို့တယ်အဲ့ဒါဆိုလို့ရှိရင် ပြီပေါ့နော်ကျွန်တော်ကတော့ဟိုကျွန်တော်ကဟိုလှတာမဲ့ပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးပဲတော့မရှိပါဘူးအဲ့လိုအဲ့လိုမျိုးအဓိကတော့တရားနဲ့တရားနဲ့တစ္ဆာရှိနေချစ်ချစ်ခင်ခင်နေပြောရှင်နေဆိုလို့ရှိရင်ဒါကျွန်တော်တို့ကပြည့်စုံနေပြီပေါ့နော်အဲ့လိုပဲကျွန်တော်တို့တွေးလာပါတယ် ျွန်တော်ဘက်ကတော့ဒါသူ့ကိုဆိုလို့ရှိရင်တော့ဗာဟိုကိုအတိုင်းတာနဲ့ပေါ့နော်ကျွန်တော်တို့အတိုင်းတာနဲ့အတဏ္ဏဆိုတော့အကောင်းဆုံးပြည့်စုံအောင်လူလေးလေးမရှိအောင်တော့ထားပြတာပေါ့နော်ဟုတ်အဲသူပျော်တာပေါ့သူပျော်တာပေါ့နောက်ပြီးတော့အဓိကကကျွန်တော်အဲဘာလို့ရှင်လဲအဲတခုရှိရဲ့ဆိုတာဘာလို့ရှင်လဲဆိုရှင်ဘာလို့ရှင်လဲကိုကိုဆိုရဲနောက်မှာဆိုတာဘာပါဆိုတော့အတိုင်းတာကအမောင်းကတလောက်တက်တော့မကြော်စေနဲ့တော့အဲအဲ့ဒါမျိုးတော့ပါဥပမာအခုမွေးနေနီးလာပြီနော်အခုမွေးနေဘာလို့ကျင်းဒါပေမဲ့ကိုယ်ရဲ့မွေးနေရဲ့လက်ဆောင်ဦးရဲ့ ဲ့ဒီတန်းထဲတော့မကြော်နေတော့တဲ့ဆိုပြီးတော့အဲ့လိုမျိုးလေးတော့ရှိတော့အဓိကတော့ကျွန်တော်တို့သူ့စီကဘာမှမျောနေမထားပါဘူးအဓိကတော့ဟိုအဓိကတော့ကိုယ်ကယောက်ျားတယောက်အနေနဲ့အိမ်တော်ဦးစီးတယောက်နေတာသူ့ကိုကအကောင်းဆုံးပတ်ဝန်းပြရပေါ့နောက်ပြီးတော့ဟောပေါ့အဓိကတော့ तू तू ပျော်ရွှင်နေ तू အလုပ်လုပ်နေရ तू အလုပ်လုပ်နေရရင်ပျော်ရွှင်နေရနောက်ပြီးတော့ तू အတွက်ဒါဝင်ငွေလေးရတဲ့အခါကျတော့ तू तू တခြားတခြားတော့ပေါ့နော် तू လုပ်ချင်တာလေး तू ဆန္ဒလေးတွေ तू ပြည့်တာပေါ့နော်